ပြည်ထောင်အောင်မဲမင်္ဂလာပါရှင်မန္တလေးခေတ်တမပြန်လဲကျဆွန်လိုက်ပါရှင်ကျမတို့ channel ကနေနေစင်ပြတွင်ပြပန်းတဲ့များတော်လိုင်းရဲ့တဲ့များနဲ့အနောက်ဆုံးရဲ့တဲ့များကိုအချိန်နဲ့တပင်းကြီးစားတည်တည်ဆက်ပြီးတော့မှဖြစ်ပါရှင်ချက်ကိုပရမောစွာစားတည်တည်ဆက်ပြီးမဲ့တဲ့ချောင်းတွေကတော့ထိုင်းမြန်မာနယ်စပ်ရှိစက်ကောင်စစ်တရဲ့ပူလူတူစခန်းကို တိုက်ခိုက်သိမ်းပိုင်မှုမှာစစ်သား၁၂ဦးသေဆုံးပြီး၁၁ဦးကထိုင်းဘက်ကိုထွက်ပြေးသွားပြီးလက်နက်ခဲယံများလည်းသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါရယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စစ်တပ်ရဲ့ပူလူတူစခန်းကိုတိုက်ခိုက်သိမ်းပိုင်လိုက်ပြီး စစ်တဟာ12ဦးသေဆုံးကစကောက်စစ်တဖွဲ့ဝင်12ဦးထိုင်းဘက်ကိုထွက်ပြေးသွားကြောင်း KNU ဗဟုကတရားဝင်တရင်ထုတ်ပြန်ထားဖြစ်ပါရယ်ယနေ့မစနက်စနေနေ့ KNU အုပ်ချုပ်မှုနယ်မြေ line web မြို့နယ်စကောက်စစ်တကသက်ဆွထားတဲ့ခရရ31 point 1148ပူလူတူခြေကုပ်စခန်းကို KIA တမဟာခွန်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အစိုးရစခန်းတိုင်းတပ်ဖွဲ့ကလည်းအတွင်မှာစစ်ကောင်စစ်တပ်ဖွဲ့ဝင်၁၂ဦးသေဆုံးခဲ့ပြီး၁၂ဦးအထိုင်ဖက်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရှိရပါသည်။ထိုင်းနိုင်ငံဖက်အချံတို့ထွက်ပြေးလွတ်မြောက်သူစစ်သား၁၂ဦးနဲ့စစ်သား၃ဦးမှာတိုင်ရှိထားကြောင်း၎င်းတို့နဲ့အတူလက်နက်ငယ်နဲ့လက်နက်နဲ့လက်ပစ်ပုံးတလုံးအတူပါရှိလွတ်မြောက်သွားခဲ့ကြောင်းသိရှိရပါသည်။ စကောင်းစစ်တရဲပူလူတူစခန်းတိတ်တိုက်ပွဲတွင် KLA ဖက်မှရဲဘော6ဦးဒဏ်ရာရရှိခဲ့ပြီး3ဦးမှကြာရှုံးခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့တောင်သာရှိစစ်တပ်တပ်ဆွဲထားတဲ့စကြန်းဂိတ်နဲ့ဆွဲကျဲဆက်ယူကို ဝင်ရောက်တိုက်ခိုက်ခဲ့ရပြီးစစ်သား၃ဦးသေဆုံးပြီးကိစ္စခန်းနဲ့ကိုရောင်ကိုမိရှုရှင်းလင်းနိုင်ခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြမှာဖြစ်ပါရှေ။မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့အကြံပစစ်တပ်တပ်ဆွထားတဲ့ဇင်းအန်ဂိတ်နဲ့စွတ်ကျဲဆက်ရုပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရပြီးစစ်သား၃ဦးသေဆုံးခဲ့ပြီးကိစ္စခန်းနဲ့ကိုရောင်ကိုမိရှုရှင်းလင်းခဲ့ကြောင်းမြင်းချန်ခရရဲ့အမတ်၃တရင်မှတာဝန်ရှိသူတို့ကရှန်ကုန်းခေတ္တတင်ဌာနချက်လို့ပြောဆိုထားဖြစ်ပါရှေ။ မက်စလာဆလရဲ့နေ့အမော်လယ်ပိုင်းအချင်းတောင်သားမျိုးအနောက်ဖက်အထွက်ရှိအကြမ်းဖက်စစ်ကောင်စစ်တပ်အင်အား90ခန့်တပ်ဆွဲထားတဲ့ဇဂျန်ဂိတ်ကိုမြင်းချက်ကရအမှတ်3တရင်မှဒေါ်လာရဲ့ရဲဘော်များကပူပေါင်းကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် ရင်တက်ခတ်မှုအတွင်းမှာအကြံပေးစစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူများပြားကြောင်းတိုက်ပွဲအတွင်းမှာအကြံပေးစစ်ကောင်စီတပ်သား၃၀ဦးခန့်ကကျော်လွေးတပ်ဖွဲ့များကိုဝိုင်းပတ်တိုက်ခိုက်ခဲ့တဲ့ပြင်တိစုံသွန်းခဲ့တဲ့စစ်သားများရဲ့လက်နက်ခဲယံများကိုကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲအထိုင်ကိစ္စခံကိုသာမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါသည် ချွန်တော်တော်ရင်တပ်ဖွဲ့များကတောင်တမြို့နယ်စွတ်ကျဲဆက်ရုံးရှိအကြံပေးစက်ကောင်စစ်တပ်သားများကိုလည်း60မမလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ရုပ်အတွင်ရှိဘဏ်ကသုံးလုံးပြုတ်ချပျက်စီးခဲ့ကကျော်ရည်ရဲဘော်များစက်တော်ကိုတော်ကိုမိရှုရှင်းနေခဲ့ကြောင်းသိရှိရပါသည် တောင်တာမြို့နယ်အနောက်ဖက်အချွက်ကအင်အား90ခန့်အထိုင်ချထားတဲ့စကြဲစစ်ခွေကိနဲ့စွတ်ကျဲစက်ညုတ်ကိုဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်စစ်ခွေ၃កောင်တည်ပြီးထိခိုက်ဒဏ်ရာရှိသူများပြားပါတယ်လက်နက်တွေကတော့ကောက်နိုင်ခဲ့ခြင်းမရှိပါဘူးစစ်ခွေကိနဲ့ကိုတော်ကိုမိရှုအရှင်းနှင်ခဲ့ပါတယ်ဟုမြင်းချန်ကရအမှတ်၃တင်ညမှတာဝန်ရှိသူကပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့စစ်ကောင်စီရဲ့စကခဆကူမှတက်ကြွကြီးအပောင်းဝင်တပ်ပါ6ဦးရေးဘလူးအဖွဲ့ထံမှအလေးဝင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှိ။မွန်ပြည်နယ်ရေးမြို့နယ်အခြေစိုက်အမတ်စကူစစ်စင်ကြီးကုကံမိုးဌာနချုပ်စကခဆကူမှစစ်ကောင်စီတက်ကြွကြီးတို့အပောင်းဝင်တပ်သား6ဦးကရေးဘလူးအဖွဲ့ထံမှအလေးဝင်လာခဲ့ကြောင်းသိရှိရပါတယ်။ တကြကြီးတူနဲ့တပ်သား5ဦးပါဝင်တဲ့တပ်စစ်တစ်စင်မှာကင်းတောင်ဝန်ကျနေစဉ် MA3 တနတ်တလင်းနဲ့ကြီးထောင်များယူဆောင်ကထွက်ပြေးလာပြီးနောက်မက်စလ73ရက်နေ့ညတကောင်ရံအချိန်တွင်ရေဘလူးအဖွဲ့ကလုံချုံစွာကဲထုတ်လာနိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကျွန်တော်တို့အတုံပြုတ်နေခဲ့တဲ့အကောက်တွေကနေတစင်ကျွန်တော်တို့စီဆက်တွေ့ခဲ့ပါတယ်ကျွန်တော်တို့မြို့တွင်အခြေအနေကိုစောင့်ကြည့်ပြီးတော့တို့ကင်းတာဝန်ချတဲ့အချင်းဆွဲထုတ်နိုင်ခဲ့ပါတယ် ။တတအစ်စ်တွေကလည်းပါတော့လက်နဲ့ကိုအပြည့်စုံမပေးသေးဘူး။တနတ်ကိုတလက်ပဲထုတ်ပေးသေးတယ်ဟုရေဘလူးအဖွဲ့ကောင်းဆောင်မှအင်ယာဗီတိုင်းကိုပြောဆိုထားပြပါရယ်။အလေးဝင်ရောက်လာသူများမှာတက်ကြည်ကြီးကိုဂျူလိုင်းသေးတတစောပြဟင်းတတဝီယန်ထုတ်တတခွန်အင်းနိုင်စိုးတတကျော်တက်ဦးတတဝေမင်းပိုင်တို့ဖြစ်ပြီးတက်ကြည်ကြီးကိုတော့ငွေချက်သိန်း30ချီမြင့်ခန့်ချောင်းတရှိရပါရယ်။ လက်ရှိတွင်အလင်းဝင်ရောက်လာခဲ့တဲ့စက်ကောင်စစ်တပ်သားများအနေဖြင့်မွေးရက်တွေတက်တိုးပြန်လိုပါကပြန်လာပြီးတော်လရေးတော်ဝန်များကိုထမ်းဆောင်လို့ထမ်းဆောင်လိုပါကလည်းထမ်းဆောင်ခွင့်ပြုပြီဖြစ်ကအသေးစိတ်အခြေအနေကိုတော့မေးမြန်းခြင်းမပြုရသေးကြောင်းသိရှိရပါတယ်စက္ကန့်စစ်တပ်ဖွဲ့များမှပြီးခဲ့တဲ့ဖေဖော်ဝါရီလတလတာကာလအတွင်းမှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ Energy နဲ့မဟာမိတ်တရင်တပ်ဖွဲ့များထံအလေးဝင်ရောက်မှုမှာဘိုးဘူးတူအပေါင်းဝင်64ဦးထိရှိနေကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့ဖေဖော်ဝါရီလအတွင်းမှာပဲလူအခွင့်အရေးချိုးဖောက်မှု600ကျော်စစ်ကောင်စီရဲ့အကျူးလွန်နေကြောင်း NUG ကပြောဆိုထားတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စစ်ကောင်စီတပ်ကဖေဖော်ဝါရီလအတွင်းမှာပဲလူအခွင့်အရေးချိုးဖောက်မှု600ကျော်ကိုကျူးလွန်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားဖြစ်ပါရယ်။ စစ်ကောင်စီချိုးဖောက်ကျွလွန်ခဲ့တဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေအထက်မှာပုံစံအမျိုးအစား18မျိုးနဲ့တရားလက်လို့တက်ဖြတ်ခံရတာ115မှုရှိခဲ့တယ်လို့ဆိုထားဖြစ်ပါရယ်။လေရင်ကြံဖက်မှုအလုတ်တမအခွင့်အရေးတရားလက်လို့ချုံနောင်မှုလွတ်လပ်စွာရုပ်ကြီးကိုကွယ်ခွင့်ခလေးစစ်တာဆေးဖက်ဆိုင်ရာစင်တာတွေကိုတိုက်ခတ်တယ်နဲ့ဗာရာရေးအဆောက်အဦတွေကိုဖျက်ဆီးတာတွေနဲ့ဖိအားပေးရှိပြောင်းခံတာတွေစတဲ့ချိုးဖောက်မှုတွေပါဝင်တယ်လို့ဆိုထားဖြစ်ပါရယ်။လေရင်ကြံဖက်မှုအလုတ်တမ ခွင့်အရေးတရားလက်လွတ်ချုံနောင်မှုလွတ်လပ်စွာရုပ်ကြည်ကိုကွက်ခွင့်ကလေးစတာဆေးဖက်ဆိုင်ရာစင်တာတွေကိုတိုက်ခတ်တဲ့နဲ့ဘာရာရေးအဆောက်အအုံကိုဖျက်ဆီးတာတွေဖိအားပေးရွှေ့ပြောင်းခံတာတွေစတဲ့ချိုးဖောက်မှုတွေပါဝင်တယ်လို့ဆိုထားလည်းဖြစ်ပါတယ်။ဒါပြင်လွတ်ခွင့်ရေးချိုးဖောက်မှုတွေထဲမှာတိုက်ပွဲမရှိဘဲအရက်သားပေသူတွေကိုလက်လက်ကြီးတွေနဲ့လေကြောင်းတိုက်ခတ်မှုတွေပါဝင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NGO လွတ်ခွင့်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးအောင်ကျော်မောကပြောဆိုထားဖြစ်ပါတယ်။ လေကြောင်းတတ်ခတ်မှုကြောင့်ပြည်သူပိုင်းနေအင်းရနဲ့39လုံး၊ကျောင်း12ကျောင်းနဲ့ပါရာရီအဆောက်အုံ29လုံး၊ကျမ်းမာရီအဆောက်အုံ15လုံး၊ဓာရီအားလုံးကဖေဖော်ဝါရီလတနထင်မှာပဲစက်ကောင်စီရချိုးဖောက်ကျူးလွန်ခံတာဖြစ်ပါရယ်။လို့ခွင့်ရချိုးဖောက်မှုပုံစံအမျိုးအစား18မျိုးထဲမှာပါတယ်။အခြားချိုးဖောက်မှုတွေဆိုတာတိုက်ပွဲမရှိဘဲနဲ့အရပ်သားပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ပစ်တာလေကြောင်းကနေတိုက်ခိုက်တာကိုပြောဆိုတာဖြစ်ပါရယ်လို့ပြောဆိုထားဖြစ်ပါရယ်။ လူအခွင့်ရေးချိုးဖောက်ခံရမှုအများဆုံးအနေဖြင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့မကွေးတိုင်းတို့ပေါင်းဝင်ပြီးဒီအချက်လက်တွေဟာဒီတပ်ခန့်တွေရဲ့တရင်အရင်းမြစ်တွေထားနေကောက်ယူထားဖြစ်ပြီးမြေပြင်မှာဒီချက်ပေါ်နိုင်တယ်လို့ဆိုထားလည်းဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်လို့စက်ကောင်စီရဲ့ပြောခွင့်ရဖို့ချက်စုံမင်းချောင်းကို RFI ကကြတဲ့ပုံနဲ့ဆက်တွေ့မြင်များခဲ့ပေမဲ့လက်ခံပြေဆိုတာမျိုးမရှိခဲ့ပါဘူးစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2022ခုနှစ်ဒီဇင်ဘာလအထိ၄နှစ်အတွင်းမှာအရက်သား9ဦးနဲ့အထက်အစုလိုက်အပြုံလိုက်တည်ဆုံမှုဖြစ်ရအနည်းဆုံး3ရက်နဲ့64ခုကျူးလွန်ချပြီးအရက်သားပြည်သူတပ်ဖြတ်ခံထားမှုအနည်းဆုံး3,521ဦးရှိခဲ့တာဖြစ်တယ်လို့ညနေ1:00တုတိယနာအဖွဲ့ကထုတ်ပြန် ဲ့အကျညာချာလည်းဖြစ်ပါရယ်ဆက်လက်ပြီးတော့ကြောက်မြင်မော်ရွာပြုစောတစ္စကံကိုတရုတ်ပြဘုတ်ချက်တက္ကမိုးစက္ကောင်စစ်တသားလေးဦးပြင်းထန်ထန်ရရဲဆိုတဲ့တရင်ကိုတစ္စပင်မှာဖြစ်ပါရှိဒီနေ့တည်းအချိန်လောင်းလုံးမြွနဲ့ကြောက်မြင်မော်ရွာပြုစောတစ္စကံကိုတရုတ်ပြဘုတ်ချက်တက္ကခရရဲစက္ကောင်စစ်တသားလေးဦးပြင်းထန်ထန်ရရှိခဲ့ကြောင်းလောင်းလုံးမြွနဲ့ပြည်သူကကိုရေးတပ်ဖွဲ့ပြန်ချိုင်းတာဝကန်ရဲဘော်ရှယ်ရိုကရန်ကုန်ကတဲ့တရင်ဌာနထံသို့ပြောဆိုချဖြစ်ပါရယ် ရှင်တိုက်ခတ်မှုအတွင်းမှာအကြံပေးစစ်ကောင်စစ်တပ်သားများကလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တော်လည်းရဲဘော်များအထူးခံမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။မဆလာမကိုရဲနေနေတဲ့စစ်နိုင်ခံတွင်ကြောက်ညမှုရှိပြူစော်တီစကန်ကိုတော်လည်းတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရတွင်ဘန်ဂါနီဘုံဒီများကြောက်ရပေါ့ပောက်ွက်ခဲ့ပြီးပြူစော်တီလေးဦးကတော့အပြင်းထန်တန်းရရှိခဲ့ကြောင်းသိရှိရပါသည်။အကြောင်းတစ်ဆက်ပင်မုံကျွန်မပဲကြာနာကိုပြောပါရှင်။အပင်အောင်စင်မှုအတွေ့အထိပဲကျေးဇူးတင်ရှိပါတယ်ရှင်။